မြန်မာဘာဂျန်ဆာဘာမီ channel တွေပြန်လည်ကြိုဆိုပါရစေ။အခုလက်ရှိ2025မှာပေါ့နော် iPad 11 channel ထွက်ထားတယ်ပေါ့နော်။အဲ့ကောင်လေးကိုကျွန်တော်အရင်တော့ကလည်းကျွန်တော် show room မှာသွားကြည့်ခဲ့ပြီးသားပေါ့နော်။တိတ်ပြီးတော့ထူးထူးထူးတော့ကျွန်တော်ဒီ mobile ဖြစ်တာလည်းဖြစ်တာဖြစ်တဲ့အတွက်အဲ့လောက်ထိတော့ကျွန်တော်သေချာမဆန်းခဲ့ရဘူးနော်။ဒါပေမဲ့အခုလက်ရှိအချိန်တွေမှာကျွန်တော်ဒီ iPad ကိုပြန်ကင်မယ်ဆိုပြီးတော့စဉ်းစားမိတယ်ပေါ့နော်။စဉ်းစားမိတော့ကျွန်တော်သေချာသုံးကြည့်တဲ့အခါမှာ11 generation ကတော်တော်လေးသုံးရတာတော်တော်လေးကိုကောင်းတယ်ပေါ့နော်။ကျွန်တော်လူမျိုးတွေသုံးစင်နေဆိုတဲ့အကြောင်းအောက်မှာကျွန်တော်ဒီ review လေးလုပ်ပေးပါမယ်။အဲ့တော့စကြည့်လိုက်ရအောင်။ဒီ review လေး လေးကတော့ကျွန်တော်ဒီ iPad 11 Gen လေးကိုကျွန်တော် full review လေးလုပ်ပေးမယ်ပေါ့နော်ပြီးတော့ iPad တွေဝယ်တဲ့အခါမှာသတိထားရမှာကျွန်တော်တို့ကျွန်တော်တို့ကဘာသုံးမှာလဲပေါ့နော်ဘာသုံးမှာလဲဆိုတဲ့ပုံမူတည်ပြီးတော့မှကျွန်တော်တို့ဝယ်တာပိုကောင်းတယ်ပေါ့နော် Apple ကလည်းသူကလည်းအဲ့ပုံမူတည်ပြီးတော့မှကျွန်တော်တို့ iPad တွေကိုကျွန်တော်တို့ထုတ်ပေးထားတာပေါ့နော်အဲ့ဒါမဟုတ်ဘဲနဲ့ကိုရဈေးကြီးတဲ့ဒီ S series တွေပါသွားဝယ်တယ်ဒါပေမဲ့ကိုသုံးတဲ့ဟာကလည်းဘာမှလည်းကျွေးစုသုံးတာမဟုတ်ဘူးဆိုရင်ကျွန်တော်ဈေးအများကြီးပေးရတာပဲကွာမယ် ဘာမှလည်းကျွန်တော်တို့ပြန်ရတာမဟုတ်ဘူးเนาะဥပမာပေါ့ဒီအချိန်မှာကျွန်တော်တို့ဒီကောင်သိန်း340တော့ပေးပြီးဝယ်လိုက်ကြပါเนาะ iPad တို့တော့ဥပမာပေါ့ကျွန်တော်ဝယ်လိုက်ကြဆိုပေမဲ့ကျွန်တော်တို့နောက်တစ်ချိန်ကျရင်လည်းသူ့ထက်ကောင်းတဲ့ဟာပေါ်လာလိမ့်မယ်ဒါပေမဲ့ budget အနေနဲ့ကျွန်တော်တို့ဘယ်အချိန်မျိုးမဆိုပါเนาะသူ Apple ကထုတ်တဲ့ brand တွေမှာ iPhone iPad 10 generation ဆိုတဲ့10 generation 9 generation ဆိုတဲ့9 generation ပေါ့เนาะသူကအဲအခု generation ပေါ့เนาะအဲ့ဒီ generation ပေါ်မူတည်ပြီးတော့သူကဒီ iPad A generation နဲ့ပြီးတော့ Z generation နဲ့90 generation လို့ A generation လို့အဲ့လိုမျိုးပေါ့နော်သူထုတ်ထားရှိပေါ့နော်အဲ့တော့ဒီ10 generation ပေါ့နော်အဲ့ကောင်တွေဆိုလဲကျွန်တော်ဒီပုံစံနဲ့ဒီပုံစံနဲ့ပဲဒါပေမဲ့ဒီကောင်ချိဆက်တွေပို့ပြီးတော့မှ performance ကောင်းအောင်ပို့ပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီညမှာကျွန်တော်နည်းနည်းလေးစကားပြောချင်တယ်ပေါ့နော်ကျွန်တော်တို့ဒီ iPad တွေဝယ်တဲ့ခါမှာအဝယ်မှားဖို့ဆိုတော့လိုတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကဈေးကြီးပေးပြီးတော့ဒီ iPad ရဲ့အနှစ်သာရသူ့မှာပါတဲ့ performance တွေကိုကျွန်တော်မသုံးမနဲ့ကျွန်တော်တို့ဈေးအများကြီးပေးပြီးတော့ ဝယ်မယ်ဆိုရင်ကျွန်တော်တို့မလို့ app နဲ့ကျွန်တော်တို့ပတ်စံနဲ့ကုန်မယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးယူရွေးဝယ်ရမလဲဆိုတော့ကျွန်တော်တို့တွေကဘာသုံးမှာလဲပေါ့နော်ပုံမှန် user ပေါ့နော်ပုံမှန် user ဆိုတာကျွန်တော် social media တွေပဲသုံးမယ်ကျွန်တော် game တွေပါတယ်ပေါ့ပေါ့ပွားပွားလေးပါပဲဆော့မယ်ပေါ့နော်အပြီး social media တွေမှာ TikTok တွေပါကြီးကြည့်မယ် Facebook တွေပါကြီးကြည့်မယ်ဆိုတော့ Zalando တွေပါကြီးကြည့်မယ်ပေါ့နော်ဒီလုပ်ငန်းသုံးကျွန်တော်တွေ office တွေဘာတွေ agency တွေဘာသုံးမယ်ဆိုလဲအားလုံးအဆင်ပြေတယ်ခေါင်းလို့ဆိုတော့ပေါ့နော်ဥပမာចောင်းသားတွေဘာတွေဆိုရင်ចောင်းသားစာသင်ဖို့အတွက်ကိုဒီ video နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ အဲ zone တွေပါတယ် medium တွေပါတယ်သုံးမယ်ဆိုတော့အဆင်ပြေပြီးတော့ဒီကောင်ကလည်း battery ရတယ်တော်တော်လေးဟိုမှာတော်တော်လေးခံတယ်ဟိုကျွန်တော်အရင်တော့ကဟိုအရှိမှာတော့ဆိုရင်ကျွန်တော် 9th generation ကျွန်တော်တောင်းခဲ့တယ်ပေါ့နော်သဘောသိမ့်မချောက်ပြီးတော့ဟိုဘလို့မကြလဲဆိုတာ kit ဟို home ပေါ့နော် kit home ပုံစံ design ဖြစ်နေတာပေါ့နော်ကျွန်တော်ဒီလို full screen လည်းမဟုတ်ဘူးအ home button တွေပါနေတာပေါ့နော်အဲ့ကောင်ကိုကျွန်တော်ကင်လိုက်တာအဲ3လ6လလောက်ပဲရှိရပေါ့နော်အဲ့ကောင်ပြန်ပြီးတော့ကျွန်တော်ပြန်ရောင်းလိုက်တယ်ဟိုလက်ရှိမှာတော့ကျွန်တော်အရင်တော့ ပေါ့နော်10 generation ကိုတော့ကျွန်တော်ဝယ်မယ်ဆိုပြီးတော့စဉ်းစားလိုက်နေဒါပေမဲ့ဈေးချင်နေရအောင်ကျွန်တော်မဝယ်ပြစ်တာတော်တော်လေးဟိုမှာတော်တော်လေးတန်အောင်ရအောင်အခုလေအရင်တော့ကဆိုရင်ကျွန်တော်10 generation ဝယ်လိုက်ပြီဆိုရင်64ပဲပဲရမှာအခုက10 generation ဈေးနဲ့ကျွန်တော်11 generation ကိုရတယ်ပြီးတော့သူ့ရဲ့အဲ git ကလည်း128 git နဲ့လာတယ်ပေါ့အနည်းဆုံးဒီကောင်တွေက128ကနေပြီးတော့အဲ11 gen ဝင်ပြီဆိုရင်ရပြီပေါ့နော်အဲ့11 gen တွေဆိုတာတော်တော်လေးပုံမှာတော်တော်အဆင်ပြေတယ်ကင်မရာတွေပါတယ်ဆိုတော့ ရိုးတန်းအပြော်တန်းရိုက်မယ်ပေါ့နော်အဆင်ပြေတယ်အဒီကင်ဒီ iPad တွေကဘလူးမှာတော့ဗီဒီယိုတွေကတော့အဲ့လိုမျိုးမရိုက်ပါဘူးရိုက်ချင်တယ်ဆိုလည်းရိုက်လို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့ဖိုတို quality ကတော့တော်တော်လေးကိုကျွန်တော်သဘောကျတယ်အဲဗီဒီယို quality ကကျွန်တော်စမ်းကြည့်ရတော့သိပြီးတော့သဘောမကျဘူးပေါ့နော်ဟုတ်ပြီအဲ့တော့11 generation ကကျွန်တော်စာတင်မဲ့လူတွေပုံမှန် user တွေအတွက်တော်တော်လေးတွေမှာတော်တော်လေးတင့်တော်တယ်လို့ပြောလို့ရပါဘူးနော်ပြီးတော့သူ့ရဲ့ကင်မရာကကျွန်တော်ဒီ11ပါပေါ့နော်11ရှိရဲ့ ပုံမှန်ဟာရေဆိုရင် iPad တွေကဒီညမှာကင်မရာပါတယ်အခုကတော့ဒီကောင်ကဒီမှာဖြုတ်သွားပြီဗောနပြီးတော့ဒီကောင်က speaker က left right ပါတယ်ဗောနဒီဘက်မှာတလုံးပါတယ်ပြီးတော့ဒီဘက်မှာတလုံးပါတယ်ဗောနအခုပြီးတော့ဒီကောင်တွေကအဲ type c နဲ့ဖြုတ်သွားပြီဗောနအသွင်းကြိုးတွေကကျွန်တော်တွေ type c ဖြုတ်သွားပြီဟိုအရင်ကတော့ lightning နဲ့မဟုတ်တော့ဘူးဆိုတော့ type c နဲ့ဆိုတော့ဘာပဲပြီးတော့တော်တော်လေးဥမှာတော်တော်လေးအဆင်ပြေတယ်ဗောနဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဆက်ကိုဝင်မယ်ဆိုရင်တော့ဒီက fingerprint ရှိတယ်ဗောနအပေါ်မှာ fingerprint ရှိတယ်အဲ fingerprint ညာနေပြီးတော့ကျွန်တော်တွေအဲလက်နှစ်ပြီးတော့ဝင်ရအောင်ဗောနဟုတ်ပြီအဲ့တော့ ကျွန်တော်ဒီကောင် fingerprint ကိုကျွန်တော်နှိပ်လိုက်ပြီဆိုရင်အဲသူ့ရဲ့ desktop ကျလာပြီနော်ဟုတ်ပြီအဲ့တော့လက်ရှိအခြေအနေမှာကျွန်တော်ဒီ software တွေပါရေဆိုတော့ကျွန်တော်သုံးမြက်ဟာလေးကျွန်တော် run ထားရပါတော့အဲ့တော့ကျွန်တော် patch ကြီးစမ်းကြည့်တာလဲတော်တော်လေးတော်တော်လေးအဆင်ပြေတယ်သူ့ရဲ့ graphic အနေထားပညာဆိုတော့တော်တော်လေးမှာတော်တော်လေးသဘောကျတယ်ပြီးတော့ဒီ game သမားရဲ့ကျွန်တော် mobile legend ဆိုတော့ကျွန်တော်စမ်းပြီးတော့ search ကြည့်ရတယ်တော်တော်လေးမှာတော်တော်လေးအဆင်ပြေတယ်ပြီးတော့ color တွေပါရေဆိုတော့ချိရပါညာတော်တော်လေးမှာတော်တော်လေးမိုက်တယ်အချင်းချာချာတော့တုံးလို့ရတယ်ဗောနော်ဒီကောင်ဆိုရင်ကျွန်တော်မနက်က အဲဂိမ်းဂိမ်းရဲ့နော် Facebook ရေတုံးထားတာ2နာရီလောက်လို့ရှိပြီနော်2နာရီဝန်းကျင်လောက်ရှိပြီအခုလက်ရှိအချိန်လေးကို82နှစ်အာ sorry 84ကျန်သေးရေဆိုတော့မဆိုးဘူးဗျာနော်အာ Facebook တွေပါဆိုကျွန်တော်ကြည့်တယ်အဲဂိမ်းတွေပါဆိုတော့ကျွန်တော် patch အဲဆော့တယ်အပြီးရမိုဘိုင်းလေးချင်းဆော့တယ်2နာရီဝန်းကျင်လောက်ဆော့တဲ့အချိန်မှာအာ84ကျန်သေးရေဆိုတော့တော်တော်လေးကတော်တော်လေးမဆိုးဘူးလို့ပြောလို့ရတယ်ပြီးတော့ဒီကောင်တွေကအဲဘက်ထရီရေပါကြီးလို့ရတယ်နော်ဘက်ထရီ percentage ကြီးလို့ရပြီဘက်ထရီ health ကတကောင် normal ကျွန်တော်အသစ်ပေါ့နော် အဲ့ဒါဆိုတော့ကျွန်တော်အားသွင်းထားတာတော့မှကျွန်တော်60ပဲရှိသေးတာပေါ့နော်အဲ့တော့ဒီကောင်က normal battery capacity ရတယ်ကျွန်တော်ရေ100%ရှိသေးတယ်ပေါ့နော် iPad 11 Gen က သူ့ရဲ့ body connection ကလည်းကန်ရပြူကတာတော်တော်လေးမှာတော်တော်လေးအဆင်ပြေတယ်ပြီးတော့ချာချင်ရတဲ့ခါတဲ့ဒီ box ထဲမှာပါပြီးသားဆိုတော့ချာချင်ဒီပါရတဲ့ဘာမှထပ်ဝင်စရာမလိုဘူးဆိုတော့ original ချာချလည်းရတယ်ပြီးတော့ body ကတော့သူက aluminum ကိုပဲသုံးပြီးထားတယ်ပြီးတော့ sensor ကြတော့သူက fingerprint sensor ပေါ့နော်ဒီသူ့ရဲ့ power button ထဲမှာထည့်ပြီးထားတယ် ကင်မရာကိုစမ်းကြည့်ရတော့လေတော်တော်လေးဥမာတော်တော်လေး main camera လည်းကြီးကြီးလင်းလင်းနဲ့ကျွန်တော်တို့ဒီ 1+2+ zone တွေပါရတဲ့အဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော် selfie ကိုဆွဲကြည့်တာလည်းတော်တော်လေးဥမာ quality ကောင်းတယ်ပေါ့နော်ပုံတွေပါရိုက်တယ်ဆိုတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့ iPad ဖြစ်တဲ့အတွက် video ရိုက်မယ်ဆိုရင်တော့ stabilization မရတာတခုပဲ video quality တို့ဘာလို့ဟာတော့ဘာမှပြောစရာမလိုဘူးအဆင်ပြေတယ်ပေါ့နော် touch တွေပါတယ်ဆွဲရတာပြုတ်ပါတယ်ပို့ပြီးတော့အဆင်ပြေတယ်ပြီးတော့ တ်ဆက် support လည်းရတယ်ပေါ့နော် UO တဲ့နဲ့ကျွန်တော်တို့ကြောင်းသုံးမဲ့လူတွေကျွန်တော်တို့ zombie တွေနဲ့ချက်မဲ့လူတွေအဂိမ်းသမားတွေပါ냐ဆိုလဲအားလုံးအဆင်ပြေတယ်အဓိကတော့တော်တော်လေးနဲ့ internet connection ကောင်းကောင်းနဲ့ support လို့ရဖို့တော့ကျွန်တော်ကတော့အရေးကြီးပေါ့နော် graphic တွေဒီ 120hz တွေပါရေးရတော့ကျွန်တော်တို့တော့အရေးကြီးမကြည့်ဘူးသုံးရတာပြုပါလဲအဆင်ပြေရေဆိုတော့ဒီ iPad က Jordan normal user တွေအတွက်လုံးဝဝယ်သင့်တဲ့အထက်မှာပါတယ် quick charging တို့ပါလို့နော်အမြန်သွင်းတဲ့စနစ်တွေမပါဘူးဆိုပေမဲ့လည်းအားသွင်းတာကလည်း type c ဖြစ်သွားတဲ့အတွက်မြန်တယ်ပေါ့နော်အဲ့တော့တော်တော် လေးမှာတော်တော်လေးအဆင်ပြေတယ်အဲ့တော့ကျွန်တော်တို့ဒီကျောင်းသုံးမဲ့လူတွေ iPad ကိုစကင်မဲ့ဆိုရင် iPad 11ဂျန်က3တင်းနဲ့ထဲမှာပါတယ်ပေါ့နော်ကိုကတော့မလို့ iPad နဲ့ Air တွေပါပြီးတော့သွားမဝင်ねကိုသုံးမဲ့ဟာ user နဲ့ normal user တော့ဆိုရင်เนาะ iPad 11ဂျန်ကို2025မှာဝယ်ဝယ်တင်တယ်ပေါ့နော်အဲ့တော့နောက်ထပ်ကျောင်းဝါးတွေမှာဒီပညာပတ်သက်တဲ့ကျောင်းဝါးတွေကိုကြည့်အောင်ကျန်စမာမြို့ channel ကို subscribe နှိပ်ပြီးတက်ကြပါကျေးဇူးများရှိပါတယ်